မိမလိန်ဆက်ဆံလို့စိတ်ကိုတိနိုင်မဲ့အချက်ကိုနားထောင်ကြည့်အောင်နော်ဒီအခြေအနေတွေသင်ဒီအမျိုးသားနဲ့အတူနေလို့စိတ်ကင်းမဲ့နေတတ်ပါတယ်အမျိုးသားမှအတူနေရန်ကြိုးစားသည့်အခါတွေလည်းငင်းဆန်နေတတ်ပါတယ်လိန်ဆက်ဆံမှုကျုလို့သည့်အချိန်တိုင်းနားကျင်နေတတ်ပါတယ်မိမကိုနှုတ်ခမ်းတာအတွင်းသားနှင့်စီးကုံတွဲနားကျင်နေတတ်ပါတယ်နားကျင်မှုသည်လိန်ဆက်ဆံမှုနှင့်ဆက်ဆက်နေုံသားမကစီးသွားရတွင်လက်ခတ်ခဲစေနိုင်ပါတယ် ဖြည့်ဖြည့်စုံသောစိတ်ကျေနပ်မှုမရခြင်းအတူနေခြင်းတွင်ဖြည့်ဖြည့်စုံသောစိတ်ကျေနပ်မှုမရရှိခြင်းကိုခံစားရတတ်တယ်။ထို့အခြေအနေထပ်တလဲလဲခံစားနေရတတ်ပါတယ်။ရာဂစိတ်တကြွဝုကင်းမဲ့ခြင်းထို့အခြေအနေတွင်တင်းသည်လိန်ဆက်ဆံလို့တော်လဲရာဂစိတ်တကြွမှုကင်းမဲ့ခြင်းထိန်းထားနိုင်ခြင်းတို့ကင်းမဲ့နေတတ်ပါတယ်။လိမ့်မှုဆက်ဆံရေးမှာအရွယ်အစားကောက်ဘလောက်အရေးပါလဲ။ လိန်ဆက်ဆံတဲ့ကိစ္စနဲ့ပတ်သက်ပြီးအပြောညားတဲ့အကြောင်းရဲ့အရင်တင်ရက်ကအမျိုးသားအင်ကအရွယ်အစားပဲထူပါတယ်။ဒေလာမှုတော်တော်များများနဲ့သဘောထားစစ်တမ်းကောက်ယူချက်တွေမှာအမျိုးသားအင်ကအရွယ်အစားနဲ့ပတ်သက်ပြီးဇနီးတဲ့နဲ့ချစ်သူမင်းကလေးတွေကအထူးတလဲသဘောထားတာမျိုးမရှိဘူးလို့တွေ့ရပါတယ်။အရွယ်အစားကစွမ်းဆောင်နိုင်စွမ်းပေါ်မှာလည်းတယောက်မှမရှိပါဘူး။လိန်အင်ကအရွယ်အစားသတ်ခူလေးချင်းကပို့အေးပါခန္ဓာကိုယ်တစ်ခုလုံးမှာအစိတ်အပိုင်းတစ်ခုညစ်ပါဝင်နေတဲ့လိန်အင်ကက ဆွဲဆောင်မှုအတွက်သာတက်ရောက်မှုတချို့တဝက်ရှိနေပုံရတယ်လို့နှခေါင်းစနစ်ခုနှစ်ကလေးလာမှုတစ်ခုမှပါရှိပါရဲ့တကယ်တော့အမျိုးသမီးတွေကအမျိုးသားတွေရဲ့အရက်အနှိမ့်အမျက်နဲ့ခန္ဓာကိုယ်အချိုးအဆစ်ကြားနာမှုကိုပိုဂရုစိုက်ကြတာဖြစ်ပါတယ်အမျိုးသားအများစုကလင်းတန်းအရွယ်အစားနဲ့ပတ်သက်ပြီးအားမလိုအားများထည့်ကြတာတွေ့ရပါတယ်အရွယ်အစားသေးရကြီးတာတိုးတာရှည်တာကိုတိုင်းစားတွေးပူနေတာကခန္ဓာကိုယ်ပုံမှန်တံပေါ်မြင့်နဲ့လိမ္မာကိစ္စစိတ်ကျေနပ်မှုရရှိနိုင်စွမ်းမှာထိခိုက်စေပါတယ် အရွယ်အစားတွေဆိုတာကတကယ်မှာကွာခြားရတာမျိုးမရှိတာကြောင့်ညစ်ကြမ်းဗီဒီယိုတွေမှာမဟုတ်ရင်အရွယ်အစားကိုဘယ်သူမှတိတိတသားချင်းပြနေနိုင်ကြတာမျိုးမရှိပါဘူး။ကိုကပုံမှန်အရွယ်အစားရှိနေပေမဲ့တေးလွနေပြီလို့တွေးပူနေတဲ့ small penis syndrome ဖြစ်နေသူတွေရှိကြပါတယ်။ဒီလိုစိတ်ကူရန်ပြီးအလိုမကျဖြစ်နေတာနဲ့ပဲအရွယ်အစားပိုကြီးစေပိုရှည်စေမယ်ဆိုတဲ့ထုတ်လုပ်ပစ္စည်းလေးကိုအားကိုးကြပါတယ်။တန်တရားရှိလောက်တိုင်းပဲဒီလိုထုတ်လုပ်ပစ္စည်းအတော်များများမှာအလိမ်ညာဒီပါဝင်နေတတ်ပါသေးတယ်။ အရွယ်အစားဆိုတာကလိမ့်မှုရွေးရာစွမ်းဆောင်ရည်ကိုအစင်သက်မှတ်ဖို့မလုံလောက်တဲ့နီလန်တစ်ခုဖြစ်နေပါပြီ။လိမ့်ဆက်ဆံပေါ်ရဲ့အတွက်ကအရေးကြီးတဲ့အချက်ကအရွယ်အစားမဟုတ်ပဲကျေနပ်တရားမှုပါလဲဖြစ်တယ်လို့သူတရအစ်စ်တန်းတွေကဖော်ပြပါဗါး။အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel ကိုလည်း Subscribe နှိပ်ထားခဲ့ကြအောင်နော်။အားပါ။